အနေဆုံးနှစ်ကိုပြည့်အနိုင်ဖော်ဆောင်မဲ့အတလန္တာအီဂရင်ဒုနေညာအီတလီစီးရီပွဲစဉ်34ပွဲကြိုသုံးရချက်ကွန်မိုနဲဂျီနိုအာညနေ9နာရီရမတ်တူအစင်7နှစ်နဲ့73လွေတွေ့ဆုံမှုဖြစ်ပြီးကွန်မိုကတော့လောလောဆယ်3ပွဲဆက်နိုင်ထားပါတယ်ဂျီနိုအာကလည်းနောက်ဆုံးစီးရီ10ပွဲမှာအသင်းကြီးတွေဖြစ်တဲ့လာဇီယိုဂျူဗင်တက်နဲ့အင်တာတို့ကိုသာရှုံးခဲ့တာပါဂျီနိုအာရဲ့နောက်ဆုံးစီးရီ10ပွဲမှာလည်းကိုးပွဲကနှစ်ဖက်အတွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ် ဂိုအောင်စင်နှလုံး၄၀အရှုံးပေါက်တယ်လို့ဂိုအောက်ကသာပိုသေးကြမှာပါ။ဗီနီစီယာနဲ့ AC မီလန်ညနေ9နာရီတန်းစင်းစုံတွေကနေလွန်မြောက်ဖို့ရုံးနေတဲ့ဗီနီစီယာဟာနောက်ဆုံးစီးရီးယားရှစ်ပွဲမှာတပွဲသာရှုံးခဲ့ပါတယ်။ဒါအပြင်ဗီနီစီယာဟာအသင်းကြီးတွေနဲ့ဆိုရင်ပိတ်ကစားတက်တာပါ။ AC ကတော့ Coppa Italia ဘောလုံးဝဲတက်သွားပေမယ့် Serie A မှာတော့တည်ငြိမ်မှုမရှိပါဘူး။ Go Aung စေ360စားဆိုပေမယ့် Go Aung နဲ့ဆုံးမချင်ပါရင် Fiorentina Empoli ည9:00ခွဲ ပြီးခဲ့တဲ့ဘက်ကနိုင်ဝဲပြန်ရှာတွေ့ခဲ့တဲ့ဖီယိုရင်တီနာဟာဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေစေပါ။ဒါအပြင်ဖီယိုရင်တီနာဟာနောက်ဆုံးစီးပွားရေးအိမ်ခွင့်၄ပွဲမှာလည်း၃ပွဲနိုင်ချပါရင်။တန်းစစ်စုံတွေကအန်ပိုလီကတော့ဂျားရဲ့ပွဲကန်ထားရသေးတယ်လို့အဝေးကွင်းလဲအားနေနေတာပါ။ဝမ်ဘလ85ပေါက်တဲ့အင်ရှင်ရဲ့အရေးအောက်တာခေလုံးချင်ပါရင်အင်တာမီလန်နဲ့ရိုမာည9နာရီခွဲကိုဘအီတလီယာကထွက်ခဲ့ရတဲ့အင်တာဟာစီးနီးရင်ပါလဲချန်ပီယံဆုအတွက်အမှားမခံပါဘူး ရောမကတော့2025ရဲ့ကစီးရီအဝေးဝဲခုနှစ်ပွဲစလုံးအရှုံးမရှိကစားထားတာပါ။ရောမဟာအင်တာနက်နောက်ဆုံးတွဲဆောင်မှု၉ဘက်မှာရှစ်ပွဲရှုံးထားပေမဲ့လက်ရှိကန်ဆယ်ပိုင်းမှာကျော်လို့ဒီကြိမ်အင်ရှင်ကိုအခက်တွေ့စေနိုင်ပါရင်ဂိုးအောင်စိနှလုံး90ရှုံးပေါက်သလိုဂိုးအောက်ကပိုသေးကြမှာပါဂျိုမင်နဲ့မော်စာည10နာရီခွဲဂျိုင်းတုံကဘောမအကွဲမှာမမျော်လင့်မဲ့အရှုံးနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ဂျိုမင်နဲ့ဟာနီးပြတင်လှတ်ချက်အိမ်ဝင်းကန်ရတဲ့နှစ်ပွဲစလုံးနိုင်ထားပါရင် နောက်ဆုံးစီးရီရှင်းပွဲမှာခုနှစ်ပွဲအရှုံးကြောင့်ဇာအောင်ခြေကမွန်ဆာကတော့တန်းစင်းရဖို့များနေပါပြီ။ဒါအပြင်မွန်ဆာဟာဂျူမဲနဲ့နောက်ဆုံးတွဲဆုံမှု၃ပွဲစလုံးကိုလည်းရှုံးနေထားပါရင်နှလုံး၂၀စာပေါက်တဲ့ဂျူမဲနဲ့အနေဆုံးနှစ်ဂိုးပြတ်မှာပါ။အက်ဒလနာနဲ့လက်ချီညတနိုင်းဆန်ကအဆင့်၃နေရာကအက်ဒလနာဟာနှစ်ပွဲဆက်ပေးကုန်မဲ့အနိုင်နဲ့အတူလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါရင်ချန်ပီယံလိဝင်ခွင့်တေချာဖို့အက်ဒလနာဟာဒီအရှင်ကိုစက်ထင်းထားနိုင်မှာဖြစ်မှာပါ။ တန်းဆင်းဆောင်ကလက်ကလက်ချီကတော့နောက်ဆုံးစီးနေရှစ်ပွဲမှာခုနှစ်ပွဲတောင်ရှုံးထားပါရင်နှလုံး60စားပေါက်တဲ့အတန်တာအနေဆုံးနှစ်ဂိုးပြတ်မှာပါနာပိုလီနဲ့တူရီနိုညတနိုင်ဆန်ကနောက်ဆုံးစီးနေ၄ပွဲမှာ၃ပွဲအနိုင်ကြောင့်နာပိုလီဟာဇယားထိတ်မှာအင်တာနဲ့ရမှတ်တူဖြစ်လာပါရင်အင်ကွင်း၃ပွဲဆက်နိုင်ထားတဲ့နာပိုလီဟာလက်ရှိအင်ကွင်းပွဲတွေမှာအနေဆုံးနှစ်ဂိုးနှုန်းနဲ့တွင်းနေနိုင်တာပါဇယားလည်းကတူရီနိုကတော့ဝေးဝင်းရလက်ပိုင်းမတည်နိုင်ပါဘူး 1-35ပေါက်တဲ့နာပိုလီနှစ်ဂိုးပြတ်သွားနိုင်ပါတယ်။ကျေးဇူးပေးခဲ့တာကျေးဇူးတင်ပါတယ်။